ကျွန်တော်ဒီဘီရင်မန်ဂရိုင်းဆိုတာကကျတော့ချင်းမိုင်မျိုးကိုတည်ထောင်ခဲ့တဲ့ပြည်ဒီဆိုင်ကကျွန်တော်ပြောတဲ့အတိုင်းစစ်စစ်တမင်အရန်နာမည်ကြီးရဲ့ဆိုင်နော်အချိန်ကပြောရမလို့ဒီနေရာကျွန်တော်ဗမာယူရီးယားကျွတ်ကျော်စစ်ကိုအချိန်ချင်းခံခဲ့ရတဲ့နေရာဆိုလည်းမမပါဘူးပေါ့နော်ဘီရင်တောင်မီဒီယာကြီးကဒီအရှိတောင်အာရှရဲ့အကြီးဆုံး empire ဖြစ်လာမယ်ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်တဲ့အချိန်ပါပါမြန်မာကာချာမြန်မာရင်ကျေးမှုတွေနဲ့ဒီရောရှက်နေတဲ့အစားအသောက်ကိုကျွန်တော်ခေါ်သွားစားမယ်ဒီလိုနဲ့ပဲကျွန်တော်မြန်မာလက်အောက်ကိုကြောင်းနေတဲ့ဒီဇင်းမဲ့ကိုချင်းမိုင်မျိုးလေးရဲ့နေရတရားလေး ကုန်ဆုံးမဲ့အချိန်ကိုရောက်ရှိလို့လာပါတယ်ဗျာ။ဝိုင်းမင်လာပါကျွန်တော်ကတော့ကိုချစ်ပါကျွန်တော်တို့ပြောချင်တဲ့တင်းကကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ပြောတတ်တယ်ထင်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဖန်တီးပုံဖော်ပေးနေတဲ့ content creator တွေပဲဖြစ်ပါတယ် ျွန်တော်အခုရောက်ရှိနေတဲ့ဒီချင်းမိုင်မြို့လေးဟာဆိုရင်ကျွန်တော် AD 73ရာစုဝင်းကျင်ပေါ့နော်ခရင်းနဲ့ပြန်ပြောရမယ်ဆိုရင်1200 1300ဝင်းကျင်လောက်တုန်းကဒီလန်နာမျိုးပြနိုင်ငံရဲ့မြို့တော်အဖြစ်နဲ့တည်ရှိနေခဲ့တာပါကျွန်တော်ဒီဘီယင်မန်ဂရိုင်းဆိုတာကကျတော့ချင်းမိုင်မျိုးကိုတည်ထောင်ခဲ့တဲ့ဘီယင်သူဘယ်လိုတည်ထောင်ခဲ့လဲဆိုတော့သူအဖေလက်ထက်တော့ဒီချင်းရိုင်းမျိုးနာမှာရှိတဲ့မြို့ရွာတွေကိုစုစည်းပြီးတော့သူက1296ခုနှစ်မှာဒီချင်းမိုင်မျိုးကနေအခြေပြုပြီးတော့လန်နာနိုင်ငံတော်ကိုတည်ထောင်ခဲ့တာပါ ကျွန်တော်ဒါကြောင့်လဲပေါ့နော်ချင်းမိုင်မြို့မှာအခုချိန်ထိကိုကျွန်တော်လမ်းသားရဲ့ယဉ်ကျေးမှုတွေလမ်းသားရဲ့အမွေနှစ်တွေကိုမြင်တွေ့နေရဆဲပါပဲဗျကျွန်တော်အခုမြင်နေရတဲ့ရုပ်ထုတွေကတော့ဘယ်လိုလဲဆိုတော့ဒီလမ်းသားမြို့ပြနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘုရင်တွေကြားတလားကျွန်တော်ရှင်းပြရမယ်ဆိုရင်ဒီဘက်ဒေါင်းဆုံးကဘုရင်ကဒီဖျောင်းမြို့ပြနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘုရင် အလဲရဘီရင်ကတော့ဘီရင်မန်ဂရိုင်းလို့ကျွန်တော်ပြောပြတယ်ချင်းမိုင်မျိုးပြနိုင်ကောင်တီထောင်ခဲ့တဲ့ဘီရင်ပေါ့နော်ကျွန်တော်ဒီဘက်တောင်ဆုံးဘီရင်ကတော့ကျွန်တော်ဘီရင်ရန်ခန့်ဟမ်လို့ခေါ်တယ်ဒီဘီရင်ကဘယ်လိုလဲဆိုတော့ကျွန်တော်ညမရာဇဝင်ထဲမှာကျွန်တော်ဒီမူမင်းဆက်ဖြစ်တဲ့ဝါရီယူမင်းရဲ့ဒါရောက်ခမှာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီဘီရင်ရုပ်ထုသုံးခုဒီနောက်မှာရှိနေရတဲ့အကြောင်းရင်းကတော့ဒီဘီရင်သုံးပါအဲ့ဒီချိန်တုန်းကသူတို့လန်နာမျိုးပြနိုင်ငံတွေအချင်းချင်းစစ်မှတ်မဖြစ်ပါဘို့နဲ့ငိမ့်ငိုင်းရဲ့သူတွေသူတို့ဟာစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်အဲ့ဒီအထိတ်မှအနေနဲ့ပဲဒီရုပ်ထုသုံးခုကိုဒီနောက်မှာကျွန်တော်မြင်တွေ့ရတာပါ ဒါပေမဲ့လည်းပေါ့နော်အရာအားလုံးကမမြဲဘူးဆိုတဲ့တဘာဝကြီးရဲ့သဘောတရားအတိုင်းပေါ့ဒီလန်နာမျိုးပြနိုင်ငံတွေရဲ့နေရတရားကုံဆုံးမအချိန်ကိုရောက်ရှိလာခဲ့ပါတော့ယောကဘာကြီးနော်အခုချိန်ကကျွန်တော်အမှန်ကန်စားမဲ့အချိန်တော့ရောက်ပြီကြာအဲ့တော့ကျွန်တော်ဒီခီးစဉ်ကကျွန်တော်ရဲ့ကဘာကြီးကိုကျွန်တော်ဒါချင်းမိုင်မျိုးပေါ့နော်ကျွန်တော်ရဲ့မျိုးကိုကျွန်တော်ခေါ်လေတဲ့ခီးစဉ်ညတလားအဲ့တော့တမိုင်းကြောင်းနေကြီးပဲနားထောင်ရင်ပြင်းသွားမှာဆိုလို့အဲ့လိုမပြင်းရအောင်ကျွန်တော်ဒါ ဘာဒီဆွဲမဲ့အစီအစဉ်လဲစီစဉ်ထားရပါတော့ကျွန်တော်ဒီမျိုးမှာကျွန်တော်နည်းနည်း၃လနှစ်လောက်နေဘူးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဒီမျိုးရဲ့တကယ်ကောင်းပွင့်ညွှန်းပွင့်ဆိုတဲ့ဆိုင်ကိုကျွန်တော်သိရပါဗျာတဲ့လားအဲ့တော့အခုကျွန်တော်သွားစားမဲ့ဆိုင်ကဒီချင်းမိုင်မျိုးရဲ့ဒီနန်းရင်းထဲမှာရှိရဲ့ချက်စီသမင်းဆိုင်ကသူဖွင့်လာတာနှစ်ပေါင်း80ကျော်ပြီတော်တော်ကြီးကိုနာမည်ကြီးရပါတော့ဒါဘိုကရီလောက်ပဲတည်ရဲ့ဆိုင်လို့ပြောလို့ရရဗျာအဲ့ဆိုင်မှာကျွန်တော်သွားစားမယ်နော်လိုက်ကက Let's go ကဲ ဘာကြီးရဲ့ကျွန်တော်အခုဆိုင်ရှေ့တော့ရောက်ပြီပါဆိုင်နာမည်ကတော့ Kia Ocha လို့ခေါ်တယ်ပေါ့နော်ဒီဆိုင်ကကျွန်တော်ပြောတဲ့အတိုင်းစစ်စစ်တမင်အရန်နာမည်ကြီးရဲ့ဆိုင်များကဲကျွန်တော်ဆိုင်ထဲဝင်ဆွဲရအောင်နော်ပါမယ်လားကဲကျွန်တော်မှာလာပြီးသွားပြီပေါ့နော်ကျွန်တော်ကဝက်စာသေးတယ်ဝက်စာသေးပွဲကြီးတစ်ပွဲရယ်ပါချက်စီတမင်ကိုပါပွဲကြီးရရယ်ဗျာတလားတော့ပွဲကြီးရယ်ကျွန်တော်နှစ်ပွဲမှာလာတယ်အဲကျွန်တော်ဒီလိုဆွဲမယ်ဗျာနော် โอเคအခုကျွန်တော်တို့စားမဲ့အချိန်တော့ရောက်ပြီပေါ့နော်ဒီဆိုင်အဓိကနာမည်ကြီးอ่ะဒီအချင်းရောင်းလဲပါတယ်ဗျာတလားဒီမှာသွားဟွာဂျင်းနဲ့ငွေကိုတီးရတီးတန့်ပေးတာပါဗောနော်ဒါတော့ကျက်စီသမင်းရဲ့စက်သားပါဒါကတော့ကျွန်တော်တို့ဝက်စာသေးပါဗောနော်ကဲတော့စားဆွဲမဲ့အချိန်တော့ရောက်ပြီဗျာတလားဒီဆိုင်အရတာကျွန်တော်တန်တဲ့ဆိုင်နဲ့မတူပါတကယ်အဲအချင်းရတာတော်တော်ကွာတာသွားစားပြီးမှသိတာဗျာဒါစားလိုက်တာ ਨੇ တခုခုဆိုတခုပဲတိတာတယ်ဗောနော်အချင်းရကျက်စီသမင်းရအချက်သားလေးပါဗော 你切一下鲜肉秒个多一缸。好了，我打我吧。那没有，那个地也不的，是吧？哎呀，我讲，啊，那三米矮你都不能，你你看，这那玩意儿就就那三呢，就为了就那三把肉的，喏，那做来包嘛。看来你要得拉三人肉，都会喂老三了，再打走嘞，我再打走嘞，那不会了。 မပွဲသေးပေါ့နော်ပွဲကြီးဆိုင်တော့မဟုတ်ဘူးအာကျွန်တော်တို့ရဲ့ရုံကဂိုင်းချုပ်ပေါ့နော်ထိုင်ဂိုင်းချုပ်ဒီခီးစဉ်တောက်လျှောက်ကိုကျွန်တော်ဆွမ်းနာပြောတဲ့တူကုမ္ပဏီရဲ့ program အားလုံးဒီဆွဲတာပေါ့နော်အဲ drone ပြန်မယ်ပဲသွားခြင်းနဲ့ပါအားလုံးဒီတူကုမ္ပဏီအားလုံးကသူအစဆုံးတောင်းဝင်ကြတာပေါ့ ကျွန်တော်ကပါကြီးရေကျွန်တော်အခုမနက်စားတော့စားလို့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ခီးစင်ရဲ့နောက်တစ်ပိုင်းအနေနဲ့ကတော့ဆောနာကျွန်တော်လန်နာမျိုးပြနိုင်ငံတွေရဲ့တို့ရဲ့အချိန်ကာလတွေဟာအဆုံးတက်ခဲ့တယ်ပေါ့နော်အဲ့တော့တို့ဘာကြောင့်ဘလို့အဆုံးတက်ခဲ့ရလဲဆိုတဲ့နေရာကိုကျွန်တော်တို့သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့ဆက်လိုက်ခဲ့ကြနော်ခီးစင်လေးဆက်ရအောင် Let's go ျွန်တော်ဒီလိုနဲ့ပဲလန်နာမျိုးပြနိုင်ငံတွေရဲ့နေရတရားကုံဆုံးမဲ့အချိန်ကိုရောက်ရှိလို့လာပါတယ်ဗျကျွန်တော်အချိန်အားဖြင့်ပြောပြရမယ်ဆိုရင်ကျွန်တော်ဘင်းအောင်မင်းတရားကြီးကဒီအရှိတောင်အာရှရဲ့အကြီးဆုံး empire ဖြစ်လာမဲ့ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်တဲ့အချိန်မှာပါအဲခုနှစ်တက်ခရစ်အားဖြင့်ပြောရမယ်ဆိုရင်တော့1550ဝန်းကျင်လောက်ကပေါ့ဗျအဲ့ဒီအချိန်မှာဒီချင်းမိုင်မျိုးလေးဟာဇင်းမင်မျိုးလေးအဖြစ်နဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုအောက်ကိုနှစ်ပေါင်း200လောက်ကြာောက်ခဲ့တာပါဗျ ကျွန်တော်ဒီလန်နာနိုင်ငံဒီချင်းပိုင်မြို့လေးอ่ะဆိုရင်မလို့ဟိုးရှေးအရင်တည်းอ่ะကျွန်တော်ညမာနိုင်ငံနဲ့ဒီကုံစီစီစဉ်မှုอ่ะရှိတယ်နောက်ပြီးတော့တို့ရဲ့ယဉ်ကျေးမှုပြီးတော့တို့ရဲ့ဂုတ်ွယ်ရဲ့ဘာသာလည်းကျွန်တော်တို့ ਨੇ အားလုံးနှီးပါသူလောက်နှီးပါရှိတယ်လို့ပြောလို့ရရပြန်အဲ့တော့ညမာဘီရင်တွေอ่ะတို့နေပြည်တော်နဲ့ဝေးกว่าတဲ့ဒီလိုမျိုးမျိုးရွာတွေကိုအုပ်ချုပ်တဲ့အချိန်မှာဆိုရင်မျိုးစားနေစားဒီဘီရင်ခံစနစ်နဲ့အုပ်ချုပ်ပါတယ်ဗျအဲ့တော့ဒီချင်းပိုင်မျိုးဆိုရင်လည်းကျွန်တော်ဘီရင်တော်မင်းတရားကြီးอ่ะသူ့ရဲ့သားတော်တွေကတပါဖြစ်တဲ့နော်ထာမင်းစိုးကိုချင်းပိုင်မျိုးရဲ့ပထမဦးဆုံးဘီရင်ခံအဖြစ်နဲ့ထားပြီးတော့ ချုပ်စေပါတယ်ဗျကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ချင်းမိုက်မြို့ထဲမှာရှိတဲ့ဝက်ကူတောက်ဆိုတဲ့ဘုံကြီးကျောင်းထဲမှာပဲဖြစ်ပါတယ်ဒီဘုံကြီးကျောင်းကချင်းမိုက်မြို့မှာရှမ်းဘုံကြီးကျောင်းဖြစ်နေထင်ရှားပါတယ်ဗျ ော့ညမာတမိုင်းပညာရှင်တွေရဲ့အဆိုအရဆိုရင်ကျွန်တော်ချင်းမိုက်မျိုးကိုပထမဦးဆုံးအုပ်ချုပ်ခဲ့တဲ့ညမာဘီရင်ခန်နိုအထာမင်းဆိုးရဲ့ရုပ်အလောင်းဒါမှမဟုတ်အယိုးပြကိုဒီဖျားကြီးရဲ့ပရဝင်အသင်းမှာနှုတ်နှံထားရလို့တမိုင်းမှတ်တမ်းတွေရသိရပါတယ်ဗျဒါပေမဲ့ဒီအချက်ကိုကျွန်တော်တို့ဘလော့ရိုက်ကူးနေတဲ့အချိန်ထိထိုင်းသမိုင်းပညာရှင်တွေကအချက်အလက်တွေနဲ့ပြပြီးတော့ထောက်ပြနေသေးပါပဲဗျ။သူတို့ရဲ့အဆိုအရဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံတွေကဒီလူအယိုးအမောလူရုပ်အလောင်းကိုဖျားတွေထဲမှာဌာပနထားလို့မရှိပါဘူးပေါ့နော်။ ဆိုလိုချင်တာကဒီချင်းမိုင်မျိုးရဲ့ဘီရင်ကန်နော်ရထာမင်းဆိုးရဲ့ရုပ်အလောင်းဒါမှမဟုတ်ရိုးပြောင်ဒီဖျားကြီးရဲ့ပရဝင်အတွင်းမှာမြုပ်နိုင်ခဲ့လားမမြုပ်နိုင်ခဲ့ဘူးလားဆိုတဲ့အကြောင်းအရာကျွန်တော်ညမာသမိုင်းပညာရှင်တွေရဲ့ဒီထိုင်းသမိုင်းပညာရှင်တွေရဲ့အကြအငင်းပွားဝယ်ရာကိစ္စအဖြစ်နဲ့ကြန့်ရှိနေသေးပါဘူး ခုကျွန်တော်ချင်းပိုင်မျိုးကကျွန်တော်ညမာနဲ့ပတ်သက်တဲ့တမိုင်းချောင်းကိုနားထောင်ပြီးွားပြီးရှင်းပြပြီးွားပြီးဆိုတော့ကကျွန်တော်အခုညမာကာချာညမာရင်ကျေးမှုနေတဲ့ဒီရောရှန့်နေတဲ့အစားအသောက်ကိုကျွန်တော်ခေါ်သွားစားမယ်ကကျွန်တော်ကပါရည်နော်အလားပါလဲဆိုတော့ကျွန်တော်ချင်းပိုင်အစားအသောက်တွေကနာမည်ကြီးရဲ့အစားအသောက်တစ်ခုဖြစ်တဲ့ခေါက်ဆွဲကြိုင်ပဲဖြစ်ပါတယ်နော်ဒါကိုကျွန်တော်သွားမယ်ကြာနော်ကဲကဘာကြီးကျွန်တော်ပြောတဲ့ခေါက်ဆွဲဆိုင်တော့ရောက်ပြီဗျာဒီဆိုင်က တက်တန်းရဆိုရင်နှစ်ပေါင်း80လောက်တက်တန်းရှိပြီပေါ့နော်ဒါကဆိုင်ခွင်းနံပါတ်1ဆိုင်နံပါတ်ခေါဆွဲလမ်ဒုံလို့ခေါ်တယ်သူကဒီဆိုင်မှာကအဓိကဒီခေါဆွဲကြိုင်ပေါ့နော်ဒါကနံပါတ်ကြီးရဗျာဒါကဒီဆိုင်ကဒီခေါဆွဲကြိုင်ကိုရောင်းတဲ့မူလားတော်ကြီးပေါ့နော်သူရောင်းတာနှစ်80ရှိပြီလားကျွန်တော် original ဓာတ်ပုံကျွန်တော်ပြမယ်ဒါလွန်ခဲ့တဲ့နှစ်80တော့ကဒီခေါဆွဲကြိုင်စရောင်းတော့ကဒီမာကြီးရဲ့ပုံပေါ့နော်အဲ့တော့ဆိုင်နေထားနဲ့အခုဖြစ်လာတဲ့ဆိုင်နေထားကိုကြည့်မယ်ဆိုရင်ဆိုင်ဘယ်လောက်အောင်မြင်လဲဆိုတော့အားလုံးသိပါဘူး โอเคဒီကောက်ဆွဲရဲ့တမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့အရင်ကြီးကိုနက်နေတယ်ဘာလို့ကျွန်တော်တေချာကြီးကိုလေ့လာထားတာ၃လလောက်ရှိတယ်ဘာလို့ဒီတမိုင်းကြောင်းအဓိပ္ပာယ်ပြီးတော့ဘာသူနာမည်ကတော့ခေါက်ဆွဲไก่လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်ညီမအုံနှုတ်ခေါက်ဆွဲနဲ့အဲ similar ပေါ့နော်သူကလည်းအုံနှုတ်နဲ့ပဲချက်ထားတာတုံးနာကလည်းချက်တာပြီးတော့ထူးသန်းတာတခုကျွန်တော်ပြောပြပေးမယ်နော်ထိုင်းကိုကျွန်တော်တို့ကပုံမှန်ခေါက်ဆွဲတော့သူက sense ဆိုတာခေါ်တာဗျခေါက်ဆွဲဆိုတဲ့အခါဒါပေမဲ့ဒီခေါက်ဆွဲကိုပဲကျွန်တော်တို့ကခေါက်ဆွဲไก่လို့ခေါ်တာတခုနဲ့ပေါ့နော်ခေါက်ဆွဲไก่ ခေါက်ဆွေးဆိုတဲ့စကားလုံးကအဲညမသီရီတစ်ခုကတော့ကျွန်တော်ညမအပြီဘက်ကနေလာတာပေါ့နော်အဲကြောင့်ဒါခေါက်ဆွေးဆိုတဲ့စကားလုံးကပါလာတာ။ညအဲ့တော့ဒီအကြောင်းအသေးစိတ်ကိုကျွန်တော်ရဲ့ဒီခေါက်ဆွဲကင်အကြောင်းကျွန်တော်တီးတန်းရမယ့် blog မှာကျွန်တော်ခေါက်ဆွဲကင်နဲ့ကျွန်တော်ရဲ့အုံနှုတ်ခေါက်ဆွဲအကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြမှာပဲနော်။ဟောလို့စေဒါကတော့ကျွန်တော်ချင်းမိုင်ရောက်တုံးကျွန်တော်ညမအစားတောက်တင်နဲ့ကျွန်တော်စင်သူရိုးမားရှိရဲ့ကျွန်တော်ချင်းမိုင်လန်နာစတိုင်အစားတောက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘာကြီးကဖုန်းထဲကကြည့်နေရဆိုတော့မြင်မဲမြင်ရပါဗျအရသာဘာမှန်းသိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တခုချင်းညီပြောပြပါเนาะ အာဒါကိုအရင်ဆုံးကျွန်တော်တို့က site ဦးပါလို့ခေါ်တယ်ဗောနော်ဒါဒီအာချင်းမိုင်ဝဲဦးကြောင်းများတလားကျော်အနေအားတော့မွေးနေရပဲเนาะကျွန်တော်ရတာပြီးကြည့်မယ်ဟွန်းညမာရတာတွေကဆိုရင်ကရင်ယံဝဲဦးကြောင်းလေးတော့နည်းနည်းဆင်တယ်ဒါပေမဲ့သူကချင်းမိုင်ရတာဗျာဒါနည်းနည်းတော့ကွဲတယ်เนาะဒါနမ်ပင်နုံလို့ခေါ်တယ်ဒီကောမြူကြီးစိမ့်ထောင်းဗောနော်အဲ့တော့ကျွန်တော်ဒီခုနပြောတဲ့ site off ပါတော့ဒီဝက်ဥကြောင်းလေးရယ်ဆိုဒီ name pick လေးရယ်အော် okay อืมဟမ်ဟုတ်တယ်အဲ့ဒီခုတွေ့စားမှရတာရှိရခန်လီကန်တလီပေါ်တယ်အဲ့ဒါကျွန်တော်ကျွန်တော်ညမာနေဆိုရင်ဒါဝက်သားစီပြန်နေတူတယ်အဲ့တော့ကျွန်တော်အရင်ကြောင်းတက်တော့ဆိုကျွန်တော်ဒီဟင်းကိုခဏခဏစားတာဗျာအိမ်လမ်းပြီးဆိုနေဒါမှစားပြီပေါ့နော်အဲ့တော့ဒီအရာတော့ကျွန်တော်မိကြည့်ပါမယ်ဆိုတော့โอเคသွားလုံးဝကိုစီပြန်ဟင်းဗျာအဲ့အတိုင်းပဲအနှစ်ပေါ့နော်ကျွန်တော်ညမာဟင်းနေအတိုင်းပဲရတာပြင်းနေနေရပုံစံโอเคอืมဒီမှာချိုးတဲ့အရာတာဘော เนี่ยมีเป็นลมเยอะยาเลยป่ะแต่แต่ลงว่าเนี่ยเนี่ยสาวเราเก่าเนี่ยเห็นหมดเนาะเออถ้าเราจะนอรว่าวัดตาสาตีบ่เนาะพวกนี้ก็สับยินเนี่ยเนี่ย มาจีนอย่างตัวอันนี้อนี้ทาวเนาะมีจีบ่บาทไหมเนาะอืมลานี้ว่าเลยข้าวมุดไก่เข้าวมุดไก่ตัวเราจะแคมป์บ่ ုတ်တယ်ရတာတော့မပြောင်းသူတို့ကဗျာဒီမှာရတာပြော့ပြော့လေးပေါ့နော်မြန်မာနိုင်ငံကကျွန်တော်ဓာတ်ပေါက်လေးလို့ပြင်းထွက်သွားတယ်ရတာမဟုတ်သူကပြော့ပြော့လေးနဲ့အီဘီလေးဗျာရိုင်းမအီနေဘူးပေါ့နော်ဒါလို့လည်းကောင်းโอเคခုကျွန်တော်ပြောမယ့်နတ်မြုပ်ဒါတော့ကျွန်တော်ဒီထိုင်းနိုင်ငံရဲ့မြောက်ပိုင်းပေါ့နော်ချင်းမိုင်းချင်းရိုင်ကအစားတောက်ကွာကျွန်တော်ဘက်ကဆိုရင်ဟွာပေါ့ဗျာဟိုမွေးငါးနဲ့ဆင်တယ်ဒါပေမဲ့အရာတာလုံးဝမတူပုံစံနာဆင်တာနော်ဒါကျွန်တော်ပြမယ်ဒီထဲမှာဘာဘာသူကျွန်တော်ပေးသွေးတွေပါမယ်ဒါကျွန်တော်ဝက်သားပေါ့နော်ပုံမှန်ဆိုရင်ဝက်နံရိုးတွေရှိရတာဆိုဝက်သားနဲ့ ဒါတော့ကျွန်တော်ဒီပုတ်ဖက်ပါပေါ့နော်ကျွန်တော်ပြပုံစံသူလို့တော့ငွေငါးနဲ့ဆင်တွေကခေါင်းတက်တာတကယ်အရာဘာမှမဆိုင်ဘူးလောကအောင်ကွဲထွက်နေရမယ်ဟာခဏကြောင့်ဒါအစားမှာဗျာဒါတော်တော်ကြိုက်တယ်အဲ့တော့ဒါကတော့အခေါက်ဆွဲကြိုက်ပါတေချာကြည့်တော့ကျွန်တော်ရဲ့အုံနှောက်ခေါက်ဆွဲလေးပဲသူတို့လည်းအကြွကြော်ပါတယ်ဗျာတလားပြီးမှဒီမှာခေါက်ဆွဲခေါက်ဆွဲကကျွန်တော်နဲ့မတူတာအလုံးပုံစံမဲမတူတာသူတို့ကအပြားလေးဖြစ်နေရရဲ့ဒါပြီးတော့ဒါကြောင့်ဆိုတာစက်သားပေါ့နော် တော့ဒီနားပတ်သက်တဲ့အကြောင်းအရာအစုံလင်ကိုကျွန်တော်နောက်ထပ် blog ထူမှာတင်ပေးမယ်ပေါ့နော်လောစေတော့ကျွန်တော်အရာမီးကြည့်ပါဦးอืมဒီဇိုင်းကောက်သေးဆိုင်နာမည်အကြီးဆုံးခေါင်းဆက်ကြရပါပေါ့နော်ဘာလို့နာမည်ကြီးရလဲဆိုတော့ကျွန်တော်ခုမှသိတယ်နှစ်ကောက်သေးတာလည်းပြော့အီနာပဲလုံးဝမြေဒီအုံတို့ရဲ့အနှစ်ပေါ့နော်ဒီကလည်းအရာတာအပြေးဝအောင်ခံစားရတယ်ဗျာသူအထဲမှာယူထားတဲ့မဆလာအုံတို့အကုန်လုံးကွက်တိပဲအဲကြောင့်ဒီခေါက်ဆွဲဆိုင်ကဒီချင်းမိုင်မှာနာမည်အကြီးဆုံးနေရာတစ်ဆိုင်ပေါ့နော်ဖွင့်တာ80လောက်ရှိနေတယ် เนาะตลอดซ้าลงกาวเนี่ยအဲ့တော့ကျွန်တော်အရာအားလုံးလည်းမီးပြပြီးပြီဆိုတော့ကျွန်တော်အမှန်ကန်စားသုံးတဲ့အချိန်တော့ရောက်ပါပြီပေါ့နော်အဲ့တော့ကျွန်တော်ကင်မရာရှေ့မှာတော့မစားတော့ဘူးဗျာနော်ကျွန်တော်ကိုယ်ရမှာပဲအဝဆွဲပါတော့မယ်အဲ့ကဘာကြီးရေစားပါဦးဗျာ ဒီလိုနဲ့ပဲကျွန်တော်ညမာလက်အောက်ကိုကြောင်းနေတဲ့ဒီဇင်းမဲ့ကိုချစ်မိုင်မျိုးလေးရဲ့နေ့ရက်တရားလေးကုံဆုံးမဲ့အချိန်ကိုရောက်ရှိလို့လာပါတယ်ဗျကျွန်တော်အချိန်အားဖြင့်ပြောပြရမယ်ဆိုရင်ညမာပြင်းနဲ့အုပ်ချုပ်ပြီးနှစ်ပေါင်း100လောက်ကြာပြီးချိန်ပေါ့နော်ခုနှစ်တက်ဂရိတ်အားဖြင့်ဆိုရင်1985ကျွန်တော်ကုန်းမောင်မင်းဆက်ဆီမူရှင်မင်းလက်ထက်မှာဆိုရင်တူမူရီပြင်းတဆင်ရဲ့လမ်းမန်းမျိုးစားကဝီလာရဲ့ဒီနှစ်ယောက်ပူးပေါင်းပြီးတော့ဒီချစ်မိုင်မျိုးလေးကိုပြန်လဲလွတ်လပ်ရေးရယူပေးနိုင်ခဲ့ပါတယ်ဗျ အခုချိန်မှာဆိုရင်တော့ဒီချင်းမိုင်မျိုးလေးဟာထိုင်းနိုင်ငံမြောက်ပိုင်းမျိုးရဲ့မျိုးတော်အဖြစ်နဲ့သိရှိနေပါတယ်ဗျာ ကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာတော့ချင်းမိုင်ထဖက်တကားခိတ်ပေါက်မှာပဲဖြစ်ပါတယ်ဗောနော်ချင်းမိုင်မြို့ဒီလိုမျိုးဒီကားကြီးငားပေါက်နန်းမြို့ရိုးကျုံမြို့ရိုးတွေနဲ့အခိုက်မှာတိဆောက်ထားတဲ့မြို့ကြီးပါတစ်ချိန်ကပြောရမယ်ဆိုရင်ဒီနေရာကျွန်တော်တို့ဗမာယူရီးယားကျွကျစစ်ကိုအချိန်ချင်းခံခဲ့ရတဲ့နေရာဆိုလဲမမပါဘူးဗောနော်တတန်းအဖြစ်ပြောရမယ်ဆိုရင်တစ်ပေါင်း900ကျော်တတန်းရှိနေပြီးတော့အသိမှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ယခုအချိန်မှာဆိုရင်တော့ခီးသွားတူရစ်တွေနဲ့စီကားတဲ့နေရာတခုဖြစ်တော့ရောက်ရှိလို့လာပါကြီးဗျာ ဘက်ကပိုင်းကြီးအခုကျွန်တော်ချင်းမိုင်မြို့ကိုနောက်ဆုံးကျွန်တော်တို့နှုတ်ဆက်မဲ့နေရာကိုသွားမယ်ပေါ့နော်အဲ့နေရာဘယ်နေရာလဲဆိုတော့ဒီချင်းမိုင်မြို့ရဲ့အလှဆုံးနေဝင်ချိန်ကြည့်လို့ရမယ့်နေရာဗျာဟုတ်လားအခုကျွန်တော်သွားမယ်ဗျာလိုက်ခဲ့နော်အဲ့မှာသွားပြီးတော့ကျွန်တော်တို့ချင်းမိုင်မြို့နှုတ် set အောင် Let's go ော့ကဘာကြီးရေဒါကတော့ကျွန်တော်ရဲ့ကဘာကြီးကိုကျွန်တော်ခေါ်ပြတဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့ဒွိုင်းစုထစ်ပေါ်မှာရှိရဲဆန်းဆက်နေဝင်ချိန်ပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အတူတူတမိုင်းနေလေ့လာခဲ့တယ်ကျွန်တော်တို့အတူတူ moment နေခံစားခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြောချင်လို့ရဲ့ချင်းမိုင်ခီးစဉ်လေးကိုအမြဲတမ်းအမှတ်တရရှိမယ်လို့မျှော်လင့်ပါတယ်ဗျအဲ့တော့နေဝင်ချင်းဆိုတာနေ့တစ်နေ့ရဲ့အဆုံးသက်ဖြစ်တယ်လို့ညတညရဲ့အဆဆိုလည်းမမှားပါဘူးဗျအဲ့ကဘာကြီးကျွန်တော်တို့နဲ့အတူကျွန်တော်တို့ရဲ့ချင်းမိုင်ခီးစဉ်ရဲ့နောက်ဆုံးနေဝင်ချင်းကိုခန်းစားရင်းနဲ့ ကျွန်တော်နောက်ဘလော့တစ်ခုမှပြန်သိပါမယ်ဗျာ the lana မျိုးရဲ့မျိုးပြလာနာမျိုးပြနိုင်ငံရဲ့မျိုးတို့အဖြစ်လေးနဲ့သိရှိနေရပြအချိန်ကဒီလန်နာနိုင်ငံကို လန္ဒန်မြို့ပြနိုင်ငံကိုဘူကျွန်တော်နောက်မှရှိနေတဲ့ဒီဘရင်ရုပ်ထု၃ခုကတော့၃ခုကတော့ဖြစ်နေဆိုတော့ကျွန်တော်တို့ရဲ့လောကမကြီးရဲ့လောကကြီးရဲ့နေရာမှာတိုင်းလောကမကြီးဒါမရရကလပါရှိတဲရတာဝန်တာပါနေလောလောနေပါတယ်ကျွန်တော်လည်းဇညွန်းလက်တန်းပြန်ရေးရပါအော်နဲ့မှာစတဲ့ပါတမိုင်းနဲ့ဘလောင်းနဲ့ပါအဲ့တော့ဘင်းတော်မီဒီယာကြီးကလည်းဒီချင်းမိုင်နိုင်ငံကို အာချင်းမိုင်နိုင်ငံနဲ့မမြုပ်နိုင်ခဲ့ဘူးလားဆိုတဲ့ကိစ္စကျွန်တော်ညီမသမိုင်းပညာရှင်တွေရဲ့ထိုင်းသမိုင်းပညာရှင်တွေကြားမှာဟိုအော်ညင်းခုန်နေကြတဲ့ကိစ္စကိုဖိနေတင်ကြနေသေးပါ့မယ်ဒါဒီဆိုင်ရဲ့ signature ဒီလိုလို့ပြောရပါတော့ဆွဲကြည့်တော့嗯，前段了，赛古啊，赛古啊，汉雷，南有牛有尾的牛骨，咱就买。 ဒီလိုနဲ့ပဲကျွန်တော်ညမာလက်အောက်ကိုကြောင်းနေတဲ့ဒီဇင်းမဲ့ကိုကျွန်တော်ချင်းမိုင်မျိုးလေးဟာဒီဘာအားကမေးလိုက်ထောင်းခုနရခုနဲ့ဆက်ကကုန်းမောင်မင်းဆက်အကုန်းမောင်မင်းဆက်ဘာတွေဟာရေချောက်ထူတယ်ကုန်းမောင်မင်းဆက်စင်ဖြူရှင်မင်းလက်ထက်မှာဆိုရင်ဒီတူမူရီမျိုးသားတူမူရီဘရင်စင်ဖြူရှင်မင်းလက်ထက်မှာဆိုရင်ဒီတက်တမူရီဘရင်တက်စေကျွန်တော်တို့ခံစားခဲ့ရတဲ့ဒီ moment တွေနောက်ပြီးတော့ကျွန်တော်နဲ့ moment တွေ sendiri wah apa yes yes oke langsung aja pak ini ya jangan pindah pak